ဘာချီးတဲ့တမင်မတခါတော့ကိုဝင်နေစီလားစီနဲ့ဝေးဝါးကနေတမင်မတခေါင်ဟာဝေးဝါးစရာနေရာရှာရင် မြစ်တစ်ခုရဲ့ဘေးကို ရောက်လာတဲ့မိုးကောင်းငယ်တစ်ခုလုံးတိမ်မဲတွေနဲ့ပြေးလာပြီလျှက်စည်းတွေမိုးချိုးတွေလည်းပြေးလာတဲ့တမင်မမှလည်းဝေးကန်ဒီဘရဲ့ဝေဒနာကိုခံစားလာရတဲ့အဲ့ဒီအချိန်မှာတမင်မတတိမထားမိလိုက်တာက သူ့ရဲ့ဘေဘဲအချင်းမှာမိုးဆိုးတရားကလေးကိုချင်ရင်သူ့အနာချင်းကပ်လာတော့ဟိုပေါ့ညာဘက်ကိုကြည့်ပြန်တော့သွေးစာနေတဲ့ချင်းလေးတစ်ကောင်ကလည်းမန်းဖီပြီးသူ့ကိုခုံဦးတော့မဲ့ပေါ့ဗျာလုံးလုံးဆယ်မှာအရှိမကရည်စည်းတန်နေတဲ့မြစ်ဘဲညာမကမိုးဆိုးနဲ့ချင်းသိဆိုတော့နောက်ကိုပြန်လဲဖို့စဉ်းစားနေမှာပဲသူမလာခဲ့တဲ့အနောက်တော့အုပ်ကလည်းတော်မီးတွေလောင်လာပါလျောပေါ့ဗျာတမင်မလဲစဉ်းစားရပြီပေါ့ဗျာမိဖွားမလားချင်းသိန်းနဲ့မိုးဆိုးရံလှုပ်ဖို့ဆိုရင်အရှင်းရချောင်းနဲ့ခုံချပြီး တင်းမီရှင်းမီမသိတော့ဘယ်ကြိုးစားရမလားတော်မျိုးပဲဖြတ်ပြေးရမလားဒါလည်းမသိကြတင်းစဝင်ရောဘာလုပ်မလဲတမင်မဘာလုပ်မယ်လို့ထင်ပါတယ်လေဘာကြီးတဲ့တမင်မကလေးကိုပဲမွေးချလိုက်ပါတယ်ကလေးရောအမေရောအသက်ရှင်ကြပါတယ်တဲ့ဇလန်းတော့ဒီလိုပါတမင်မကြီးကကလေးကိုပဲမွေးမယ်လို့ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးကိုလေအချာမိုးစိုးကလည်းလေးအပြစ်မှမျှလို့သွားပြီးအဲ့ဒီများစန့်ကျင်ဘက်က ရှင်သေးကိုမှန်ပါလေရောတယ်ဗျာ။တပြိုင်နက်ထဲမှာပဲကောင်းနေရတာလေမိုးတို့တစ်ဆင့်အောင်ဆိုထိမှန်ပါတည်း။မင်းနေတဲ့ဒိန်တိုင်းကြီးကလည်းမိုးအဖြစ်ပြောင်းပြီးအားရပါးရရွာချလိုက်တာ။တော်မီလည်းငိမ့်သွားလေရောပေါ့ဗျာ။စိတ်ကူးရင်ဆန်နေပြောလို့ရပါပဲ။ဘဝမှာတကယ်အဖြစ်ပြက်တွေဟာစိတ်ကူးရင်ထက်စမ်းကြဲတတ်ပါတယ်။ကဲချစ်တော်မျိုးတွေအားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ။嗯。